အများရန်မြဝေပြီးရဲ့စကားကြီးတစ်ခုရှိတယ်။ကြပြားလေးတစ်ခုရှိတယ်ပေါ့နော်။ဒါတချို့လဲခဏခဏကြားဘူးလိမ့်မယ်ခဏခဏတိလိမ့်မယ်ဒီစာသားလေးကအရန်ကြိုက်လို့ပေါ့နော်။လဲမှာကြောက်လို့မလျှောက်ပဲနေရင်မရောက်ပဲတေမှာပေါ့ဆိုတဲ့စကားကြီးနော်။ပန်းနိုင်ဆိုတာလှမ်းနိုင်သူရဲ့အလံပဲ။အဲဒီတော့တကယ်လဲဒီစကားလေးကတော်တော်ကောင်းတယ်နော်။ကျွန်တော်တို့ဘဝတွေမှာတော်တော်များများကပန်းနိုင်ကို မရောက်ပဲတေမဖြစ်လို့လဲဆိုတော့မလျှောက်ပဲနေလို့ ဘာလို့မလျှောက်ပဲနေရလဲဆိုတော့ကြောက်ဘူးဒါကြောင့်လဲမှာကြောက်တယ်လွဲမှာကြောက်တယ်မှားမှာကြောက်တယ်အဲ့လိုကြောက်ပြီးတော့မလုပ်ဘူးခက်ခဲမယ်လို့ထင်ပြီးတော့မလုပ်ဘူးနော်ဟိုလမ်းမှာခက်ခဲတွေများတယ်ပြဿနာတွေတွေ့နိုင်တယ်ဒုက္ခတွေရှိနိုင်တယ်ဒါကြောင့်ဘာဖြစ်လဲဆိုတော့မလျှောက်လန်းကြဘူးပေါ့နော်လျှောက်လန်းရင်ရောက်မှရောက်ပါမလားဆိုတဲ့တန်တရားတွေနဲ့တွားတာဒါကြောင့်လည်းမလျှောက်ပဲနေရင်မရောက်ပဲတည်အဲ့တော့ပန်းနိုင်တွေကိုမရောက်ပဲနဲ့ဘဝတစ်ခုပြီးဆုံးသွားတဲ့စာရင်တော့ ကျွန်တော်တို့ကစ조사ပြီးရှောက်လန်းပြီးတော့ပန်းနိုင်တွေကိုရသလောက်ပေါ့နော်ဘဝအတွက်အဓိပ္ပာယ်ရှိတဲ့ပန်းနိုင်တွေကိုချမှတ်ပြီးတော့ရအောင်လှမ်းနိုင်တယ်လို့ဖြစ်ရတယ်။အဲဒါကြောင့်လည်းအခုကကျွန်တော် life and success ကလည်းအားလုံးနဲ့တူတူပန်းနိုင်ဆိုတာလှမ်းနိုင်သူရဲ့အလံပဲဆိုတဲ့အတိုင်းပဲ။အခုဆိုရင်မကြခင်မှာဒီပန်းနိုင်ကိုရောက်ဖို့တော်လေးကိုနှီးသွားပြီနော်။အဲတော့မပြတ်မကွက်ပဲနဲ့လည်းအားလုံးက join နဲ့တက်ရောက်တယ်တင်ယူကြတယ်။ဘုဒ္ဓတရားတွေကိုစဉ်ဆက်မပြတ်လေ့လာဖြည့်ဆည်းကြတယ်။ အဲ့လိုပဲအဲနောက်နှစ်တွေနောက်နှစ်တွေမှာအမြဲတမ်းစူးစမ်းပြီးတော့သင်ယူနေပါစဉ်ဆက်မပြတ်သင်ယူနေတဲ့သူပါစဉ်ဆက်မပြတ်တိုးတက်နေမှာပဲเนาะအဲ့ဒါလေးပြတ်တယ်ဆိုတော့ကိုယ့်ရဲ့ plan ဆိုတာရှိတယ်နောက်တစ်ခုက reality ဆိုတာရှိတယ်တွေ့ဘူးလေเนาะဒီဒီပုံလေးတွေ online ပေါ်မှာလည်းတွေ့ဘူးမယ်အဲတချို့အလားတူပေါ့เนาะဒီပုံစံနဲ့ထပ်တူမဟုတ်ရင်တော့ဒီလိုပုံစံလေးတွေ့ဖို့လိမ့်မယ်ဆိုလိုချင်တာဒီကိုယ့်ရဲ့လက်တွေ့ဘဝစူးစမ်းအားထုတ်မှု reality မှာ ွားတဲ့လမ်းနေရာအခက်ခဲတွေရှိမယ်ဒုက္ခတွေရှိမယ်เนาะပြဿနာတွေရှိမယ်ကြံတန်းမှုတွေရှိမယ်ချောမွေ့မနေဘူးပေါ့ plan ကတော့ချောနေတာပဲငါတို့ဒီလိုလုပ်ရင်ဒီလိုဘန်းနံရောက်မယ်ဆိုတဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့က plan တိုင်းမှာလဲ reality ကိုမြင်ပြီးတော့ပေါ့တကယ်အခက်ခဲတွေကြုံနိုင်တယ်ဆိုတာလည်းသိရဟုတ်ပြီเนาะတကယ်ရောလှမ်းနိုင်မလားဆိုရယ်ဇွဲလဲလို့လားဇွဲရှိမှလည်းရခက်ခဲကိုကြော်ဖြတ်မယ်ဆိုရယ်တတ္တိရှိမှလည်းရ နော်ဇွဲရယ်တတိယရယ်အဲ့ဒါလို့နော်ဇွဲနဲ့တတိနဲ့အဲတတိလည်းရှိတယ်တတိရှိတယ်ဆိုတာခုနလိုသက်ခဲတွေကိုဖျက်ကျော်ပြီးပန်းနိုင်ရအောင်သွားမယ်ဆိုတဲ့အရာဇွဲဆိုတာကတော့မယောင်မချင်းကိုမလျှော့ဘူးဆိုတဲ့စိတ်တက်မျိုးမလျှော့ဘူးဆိုတဲ့စိတ်တက်မလျှော့ဘူးရအောင်သွားမယ်ဆိုတဲ့စိတ်တက်ဒါကြောင့်လည်းဆိုဇွဲမရှိရင်အခက်ခဲတွင် အလွယ်တကူလက်လျှော့တတ် ဲ့တော့အလွယ်ကူလက်မလျှော့တတ်တဲ့စိတ်အလွယ်တကူအလျှော့မပေးတတ်တဲ့စိတ်ဟာဇွဲဇွဲစိတ်ပေါ့နော်။ပန်းနိုင်ရမချင်းရအောင်လုပ်မယ်ဘလို့ခက်ခဲပဲကြုံကြုံဘာပဲဖြစ်ဖြစ်ကိုတတ်မှတ်ပြီးပြီဆိုရင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အရာမျိုးအဲ့ဒီစိတ်တဲ့မျိုးရှိမှဒီလမ်းကြောင်းမှာတွေ့လာတဲ့ဒုက္ခတွေခက်ခဲတွေပြဿနာတွေကိုရင်ဆိုင်ကြော်လွှားနိုင်ပါနော်။ဒါကြောင့်ကျွန်တော်တို့ဒီမှာယုံကြည်မှုနော်ပထမဆုံးယုံကြည်မှုဆိုတာလည်းရှိရယုံကြည်မှုဆိုတာကတော့မသွားခင်ကြရပါ ဒီပန်းနိုင်ကိုရောက်လိမ့်မယ်လို့ယုံကြည်နေတာအခက်ခဲတွေရှိရင်လည်းကြော်နိုင်လိမ့်မယ်လို့သိနေတာယုံကြည်နေတာအဲဒါကြောင့်ယုံကြည်မှုရဲ့တတိရဲ့ဇွဲအဲဒါဆိုသုံးခုဖြစ်လာနော်ယုံကြည်မှုဆိုတဲ့စိတ်ရှိရတယ်တတိဆိုတဲ့နော်ခုနပြောမကြောက်တာမမကြောက်မကြောက်ရွံ့တာရဲရင်တာတတိရှိတာဘာကြောင့်အဲ့ဒီတတိမရှိရင်ခုနလိုပြောလဲမှာကြောက်လို့မလျှောက်ပဲနေမရောက်ပဲတည်မှာဖြစ်သွားတော့နော်ဒီနေရာလေးမှာပဲမရောက်ပဲနဲ့တည်သွားပန်းနိုင်ဆိုတာမလန်းနိုင် ဘာဖြစ်လို့မလန်းနိုင်လဲဆိုတော့ခဏသုံးချက်မရှိဘူး။ဟုတ်နံပါတ်1လုံခြုံမှုမရှိဘူး။မလုတ်ခင်ကတည်းကအဖြစ်နိုင်မှုလို့တွေးထားကြတယ်ဟွာ။သူဒီတလန်းမှလန်းမှာမဟုတ်တော့။နော်။နောက်တစ်ခုကဗာလဲတတ္တိ။လုံမဲဆိုတဲ့တတ္တိ။ဖြတ်ကျော်မဲဆိုတဲ့တတ္တိ။နောက်တစ်ခုမရောမချင်းမလျှော့ဘူးဆိုတဲ့ဇွဲစိတ်။အဲအလားဆိုလို့ရှိရင်ဒီသုံးမျိုးကိုလက်ကင်ထားရင်လေဘယ်အလုံမျိုးမဆိုပြီးအောင်လုပ်နိုင်။နော်ဘလောက်ရှည်တဲ့ ပန်းတိုင်ပဲဖြစ်ဖြစ်ဘလောက်ဝေးတဲ့အရာပဲဖြစ်ဖြစ်ကတ်ခဲတွေဘလောက်ပဲရှိရှိအဲ့၃ချက်ရှိနေတယ်ဆိုရင်ကျွန်တော်လုံနိုင်ဒါတခုခုလုံနိုင်ခြင်းနဲ့ပေါ့နော် I can do it ပေါ့လုံနိုင်ခြင်းနဲ့ဆိုတော့ဗဇက်နဲ့ပဲရွတ်နေလို့မရဘူးငါလုံနိုင်ရမယ်ငါလုံနိုင်ရမယ်ဆိုပြီးတော့ I can do it I can do it ပဲအော်နေရုံနဲ့တော့မလုံနိုင်ဘူးဘာလို့လဲလုံနိုင်မယ်ဆိုရယ်ယုံကြည်မှုလုံမယ်ဆိုရယ်တတိနဲ့အလျှော်ဘူးဆိုရယ်ဆိုရယ် ်တကယ်လဲလျှောက်လန်းရအောင်နော်တကယ်လဲလျှောက်လန်းအဲ့တော့ကျွန်တော်တို့ဒါ life and success ဆိုတာတွေရာလဲဒါတွေကိုနော်တစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်ရအောင်ဖြတ်ကျော်ပြီးတော့အဲကိုကိုတိုင်းလဲဒါရအောင်လုပ်ခဲ့တယ်နော်ဒါလက်တွေ့ reality မှာဒါသက်တည်ပြခဲ့တာနော်စနေတနင်္ဂနွေဘုတို့ဟူတိုင်းကျွန်တော်တို့ဟို life number 1 life number 1ကနေစပြီးတော့ကြားထဲမှာတွေ့ကြုံခဲ့သမျှအခက်အခဲပေါင်းများစွာကိုဖြတ်ကျော်ပြီးတော့မကြာခင်မှာပန်းတိုင်ကိုလမ်းနိုင်တော့ နော်ဆိုတော့ဒီက life and success မိသားစုဝင်တွေကိုလည်းဒီ life and success စီက design မမှတ်နဲ့မပြတ်မကွက်လုပ်တတ်တဲ့အဲ့ဒီစိတ်ဓာတ်မျိုးလေးနဲ့တကယ် reality ဘဝထဲမှာပါသွားစေချင်တယ်အဲ့ဒီလိုမျိုးဖြစ်အောင်လုပ် small business လေးပဲလုပ်လို့အလုပ်ကင်သေးသေးလေးပဲလုပ်လို့ညဝေမှုတွေပဲလုပ်လို့နော်ကိုယ့်ရဲ့အလုပ်ကင်အသက်မွေးဝမ်းကြောင်းအတွက်ပဲလုပ်လို့လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုဘန်းနိုင်ပြီးတတ်မှတ်ပြီးတော့တစ်နှစ်ပြီးတစ်နှစ်ဖြစ်အောင်လုပ်ရမယ်နော် တော့အောင်မြင်သူတွေသွားတဲ့လမ်းဆိုတာအပေါ်ကလမ်းလားအောက်ကလမ်းလားဘယ်ရဘယ်တကယ်လမ်းကဘယ်လမ်းလဲ reality မှာဘာတွေရှိလဲဒုက္ခတွေချက်ချဲတွေပြဿနာတွေရှိနော်အဲ့တော့ road to success ပေါ့ road to success ဆိုရင်အောင်မြင်မှုသွားတဲ့လမ်းဆိုတာကဒီဘက်ကလူတွေထင်တဲ့ဒီဘက်လမ်းလိုမျိုးမဟုတ်ဘူးလူတွေထင်တဲ့ဒီဘက်ကလမ်းကနော် what most people think ဘယ်လိုထင်တယ်လဲဆိုတော့ success နဲ့ failure ဆိုတာ plan စီလို့ဟောငါတို့ကအောင်မြင်မှုလမ်းကိုရှောက်မှာရှုံးနေမှုလမ်းတလန်းအောင်မြင်မှုလမ်းတလန်းတလန်းစီပေါ့မတူဘူးပေါ့ဒီလိုထင်တာပေါ့ဟိုဘက်လမ်းကရှောက်ရင်ရှုံးနေမှုဒီဘက်လမ်းကရှောက်ရင်အောင်မြင်မှုတလန်းချင်းစီလို့ထင်တာအမှန်တော့မဟုတ်ဘူးတဲ့တကယ်လက်တွေ့လုပ်တဲ့သူအောင်မြင်မှုကိုဖြတ်တန်းခဲ့မှုတဲ့သူတွေတိတာတော့ဒီလမ်းတလန်းနဲ့ပဲเนาะအောင်မြင်မှုဆိုတာရှုံးနေမှုတွေ ပျက်စီးမှုတွေအထက်သေးတွေအတားအဆီးတွေရှိနေတော့လမ်းကြီးပဲအဲဒါ road to success ဆိုတာဖြောင်ဖြူးနေတာမဟုတ် road to success ဆိုတာတကယ်တော့ဘာလဲ failure တွေရှိတော့လမ်းအရှုံးတွေရှိတော့လမ်းเนาะအရှုံးတွေရှိတော့လမ်းအခက်ခဲတွေရှိတော့လမ်းအတားအဆီးတွေရှိတော့လမ်းဒုက္ခတွေရှိတော့လမ်းအဲ့ဒီလမ်းကိုဖြတ်နိုင်မှသာဖြစ်မှာလေဗန္တာတရားပေါ့ဒါကြောင့်ဆိုလိုချင်တာဒီ အောင်မြင်မှုလမ်းဆိုတာဟောနော်ကော်စောနေချင်းဖြောင်းပြူးตาရပြီးတော့အဲ့လိုမျိုးကြီးမဟုတ်ဘူးအောင်မြင်မှုလမ်းဆိုတာခက်ခဲကြီးရှိတယ်လမ်းကျန်းကြီးဖြစ်တယ်လမ်းကျော်ကြီးတော့မဟုတ်ဘူးနော်လမ်းကျော်ကြီးတော့မဟုတ်ဘူးဒါကြောင့်လဲလူလူတိုင်းကဒီလမ်းကိုမဖြတ်ကြဟုတ်ပြီနော်လူတိုင်းအောင်မြင်ခြင်း ਨੇ နော်အောင်မြင်ခြင်းလားမင်း yes နားတော့အားလုံးအောင်မြင်ခြင်းလား yes အောင်မြင်ခြင်း ਨੇ ဒါဆိုရင်ရှောက်မလားရှောက်မယ် yes ဘယ်လမ်းလဲဆိုဒီလမ်းကြီးဆိုတော့ ်းနဲ့တွန့်သွားငါတို့ကအောင်မြင်ချင်တာဒီဘာဖြစ်လို့ဒီလမ်းကြီးရှောက်အောင်လဲကြည့်ပါအောင်ရှုံးနေခက်ခဲနေတားစီနေပြဿနာတွေအားစုံနေတာပဲအဲ့ဒါနဲ့တို့တွေရှောက်နေကြတယ်ပြီးတော့ဒီပုံလေးမှကြည့်မယ်လို့ဟိုးဘက်ထိပ်မှာတန်းတိုင်ရှိနော်ဒီဘက်ထိပ်မှာကိုယ်တွေပေါ့ဒီဘက်လမ်းထိပ်မှာအဲ့ဒီလမ်းကိုဖြတ်ဖို့ဆိုလို့ရှိရင်တေချာပေါက်ကဘာတွေကိုကြော်ရမှာလဲကြရှုံးမှုတွေကိုကြော်ရမှာတစ်ချိန်ကြရှုံးနှစ်ချိန်ကြရှုံးကြရှုံးမှုတွေဆိုတာကြုံနိုင်တယ်လေ ဟုတ်တယ်နော်အနည်းနဲ့များတော့ခက်ခဲရတော့ရှိကြမှာပဲအဲ့တော့အောင်မြင်မှုဆိုတာကရှုံးနိမ့်မှုတွေကိုကြော်နိုင်ခြင်းလို့လည်းခေါ်တယ်နော်ရှုံးနိမ့်မှုတွေကိုကြော်နိုင်ကြော်လွန်သွားရင်အောင်မြင်တာပဲအောင်မြင်မှုဆိုတာရှုံးနေရအလွန်နဲ့မရှုံးသေးရင်မအောင်မြင်သေးဘူးဒီလိုမျိုးလည်းတတ်မှတ်လို့ရကျောမရှုံးကျင်ဘူးအောင်မြင်ကျင်ပါလေဆိုမှဘယ်လိုလိုရှုံးကျင်ပါလဲမရှုံးမခံနိုင်ဘူး နော်အလဲမခံနိုင်ဘူးဆိုလို့ရှိရင်လည်းအောင်မြင်မှုမသေးကြဘူးအဖြစ်လို့လဲဆိုတော့အရှုံးအောင်မှမခံနိုင်တာအောင်မြင်မှုလည်းမရဘူးအောင်မြင်မှုရကြရင်တော့ဗာဖြစ်ရမယ်အရှုံးလည်းခံနိုင်ရမယ်ဒါပေမဲ့လဲရင်ဗာဖြစ်ရမယ်ပြန်ထားမယ်လဲရင်ပြန်ထားမယ်ပြန်သွားမယ်နော်ဒီနေ့တော့မဟာတစာလေးတခုကျွန်တော်တင်လို့တွေးမိတက်ရေးပေါ့နော်တွေးမိပြီးတော့ကိုကလည်းကာမောင်းရင်းနဲ့အော်ဒီနေ့အဲ့ဒါလေးနာမျှဘူးကာမောင်းရင်းနဲ့လမ်းကလည်းလမ်းမှာရောက်နေတော့ဒါလေးကိုတတိယရ ပြောကြတယ်လဲရင်ပြန်ထနော်လဲကြရင်ပြန်ထလိုက်လာပြန်မထရင်ဘာဖြစ်လဲနော်လမ်းသွားလမ်းလာတွေလမ်းကုန်မှာပေါ့ကိုယ်ဆန်းဆန်းရှိတာအဲ့တော့လမ်းသွားလမ်းလာတွေကိုအာနာဖို့ကောင်းပါလေလဲရင်ပြန်ထလိုက်ပါအဲ့လိုမျိုးကျွန်တော်တို့ကဘောကမှလည်းလဲကြဖို့လေနော်ရှုံးနေပြီဒီ rich dad poor dad ဆိုင်ဆရာ robert kiyosaki ပြောတဲ့စကားလေးရှိတယ်သူ့ရဲ့အဖေပေါ့နော်ဒီဒီ ူတငယ်ချင်းကဖေကို rich dad ပြောတာချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ပေါ့နော်ဘလို့လောက်ရမလဲအဲ့တော့ rich dad ကနေပါပြောလဲဆိုတော့မြင်မြန်ရှုံးနေရရတယ်အရှုံးနေကိုမြင်မြန်ကုံလို့ပြလိုက်အရှုံးနေမြင်မြန်ကုံသွားရင်မြင်မြန်အောင်မြင်တာပဲဟုတ်ပြီနော်မြင်မြန်အောင်မြင်ခြင်းကဘလို့ဖြစ်လို့မြင်မြန်ရှုံးရမှာလဲအဲ့တော့လူရအရှုံးနေနော်ကြာရှုံးမှုတွေဆိုမလိုချင်ကြဘူး ဒီအတွက်အရှုံးနဲ့အမှားတွေကြာရှုံးမှုတွေရှောင်ကြအဲ့လိုရှောင်တဲ့အတွက်လည်းပါဖြစ်တာဆိုအောင်မြင်မှုနဲ့ဘူးနေမစွန့်စားရဲဘူးမလုပ်ရဲဘူးเนาะကြောက်ရွံ့မှုတွေရှိကြတယ်အဲ့တော့ရှုံးမှာကြောက်တဲ့စိတ်ရှိတဲ့သူတွေကရှုံးသမားပဲဒီလိုမျိုးပြောတာเนาะရှုံးမှာကြောက်တဲ့စိတ်ရှိတဲ့သူကရှုံးသမားပဲအနိုင်သမားဖြစ်ခြင်းအောင်မြင်တဲ့သူတယောက်ဖြစ်ခြင်းမြင်မြန်ရှုံးရရမြင်မြန်ရှုံးရမှမြင်မြန်အောင်မြင်အဲ့တော့ဖြစ်ဖြစ်ရှုံးရင်เนาะအသက်တွေကြီးသွားလို့ ရှုံးနေရတော့တွေ့တော့တွေ့မှာအဲ့တော့မြ мян ထလှုပ်လိုက်မြ мян ထလှုပ်လိုက်တော့အရှုံးမြ мян တွေ့အရှုံးမြ мян တွေ့တော့နောက်တစ်ခေါက်ပြန်ထပြီးမြ мян ထလှုပ်တယ်အရှုံးနဲ့ထပ်တွေ့တယ်ဆိုတော့မြ мян ရှုံးနေလေဒီလူကပါဖြစ်လာတယ်ဆိုတော့အသက်ငင်ငယ်နဲ့အောင်မြင်မှုတွေရတယ်ဆိုတော့အသက်ကတော့ငယ်တယ်သို့တော်လည်းတချို့သောဆုံးရှုံးမှုတွေကနော်သူ့အသက်ထက်ကျော်တယ်အဲဆိုမြ мян ဆုံးရှုံးတာတော့မြ мян အတွေ့အကြုံတချို့ကကြတော့အသက်သာကြီးလာတယ်တကယ်မှမရှုံးဘူးအခါမှမရှုံးဘူး ဒါကြောင့်သူကလည်းပြောငါဘောမှာတစ်ခါမှမမာဘူးငါဘောမှာတစ်ခါမှမကြရှုံးဘူးအဲ့လိုပဲငါဘောမှာတစ်ခါမှလည်းမအောင်မြင်ခဲ့ဘူးပြောစကားလို့ရှိတစ်ခါမှမမာဘူးလေသူဘောဒီလိုပဲတစ်ခါမှလည်းမအောင်မြင်ဘူးအဲဒါကြောင့်เนาะဒီနေ့မာဂျန်နာဒီကျွန်တော်တို့ရှေ့ဆက်ရှောင်းမဲ့ဒီမန်ဂျက်တွေပန်းနိုင်ဒီမှာအဓိကကလည်းဆိုတော့လွဲမာတွေမာမာတွေကျွန်တော်တို့လည်းလွဲမာမာမာတွေတော့ကြောက်တာပေါ့ဆုံရှုံးတာတော့ပဲခံကြမှာဟုတ်တယ်မလား ဒါပေမဲ့လည်းအဲ့ဒီအရာတွေကနေ landing ပေါ့ landing တင်အလုပ်လေးလေးအမားတွေတွေ့လာနိုင်တယ်အမားတွေတွေ့လာနိုင်ရည်တင်ငန်းစာတွေရလေးလေးတင်ငန်းစာတွေများများရလာလေးလေးတင်အောင်မြင်လာလေးလေးဖြစ်နေတယ်ဒါကြောင့်ဒီ key to success ဆိုရယ်အောင်မြင်မှုရဲ့တော့ချက်တွေထဲမှာဘာဘာပါလဲဆိုလို့ရှိရင် failure ဆိုရယ် keys တခုပါပါနော်အောင်မြင်မှုရဲ့တော့ဘေးပါဆိုတော့အရှုံးနော်ငါတို့လိုချင်တာအောင်မြင်မှုဘာဖြစ်လို့အရှုံးဆိုတာကြီးပါတယ် နော်ဆိုတော့အမှန်တော့အရှုံးဆိုတာအောင်မြင်မှုဖွင့်မယ်တော့ဆိုလိုချင်တာဒီတော့မရှိရင်တကားဖွင့်လို့မရအောင်အဲ့တော့အရှုံးမရှိရင်အောင်မြင်မှုဆိုတာမရှိနိုင်ဆိုလိုချင်တာပြောပြတမင်တကားဝင်ရှုံးဖို့ပြောတာမဟုတ်တကယ်လို့နော်ဟိုရဲချော်မှုညာတစ်ခုခုရှိလို့အမှားယွင်းညာတစ်ခုခုရှိလို့ကြရှုံးခဲ့ရင်အရှုံးကိုလက်ခံနိုင်တဲ့စိတ်ရှိဖို့ဒါကိုကျွန်တော်တို့သိရမယ်နော်ရှုံးရှုံးကိုလက်ခံနိုင်ရမယ်ပြီးပါလို့နိုင်ပင်ယူရ ဘာပညာရလိုက်နေလဲဆိုတာဒါပေမဲ့ तू ကအရှုံးသမားလို့ဘယ်တော့မှတော့ခံယူလိုက်ကြတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ sometimes you win and sometimes you learn ဆိုတဲ့စကားလေးအားလုံးသိပြီးသားပဲခါလီမှာနိုင်မယ်ခါလီမှာတင်ယူရမယ်ကိုရီးယား winners ဖြစ်အောင်သွားတည်တဲ့လမ်းအမားတော့ရှိမှာပဲအရှုံးသမားတော့မဟုတ်ဘူးအရှုံးသမားမဟုတ်ဘူးဆိုတာဘာလဲဆိုတော့အရှုံးနေကိုဖြတ်ကျော်နေတဲ့၍လဲတိုင်းပြန်ထနေတဲ့၍တင်အောင်အရှုံးသမားမဟုတ်ဘူးဟုတ်ပြီနော်ဒီလက်ဝေးပွဲတွေမှာဆိုတော့ လဲလဲကြသွားတယ်လေဒါက1 2 3 4 5ရည်တာပဲပြန်ထားရင်ရှုံးမှမရှုံးဘူးเนาะ30အထိပြည့်လို့ကလုံးဝပြန်မထားနိုင်မှောက်သွားပြီဆိုတော့မှပါပြက်တာလေတကယ်ပွဲသိမ်းသွားဒီတဘောမျိုးအဲ့တော့သင်ပြန်ထားနေသေးတယ်မရှုံးသေးဘူးကစားပွဲမပြီးသေးဘူးအချိန်မပြည့်သေးဘူးဒီလိုမျိုးပြောလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဒါလေးကကျွန်တော်တို့ရှေ့ဆက်လောက်ဖို့တဘောလာအားပေးရအားပေးကြတာလေးဖြစ်ပြီเนาะ Okay.